ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်လိုအပ်တဲ့ grid တွေအဲလိုအပ်တဲ့ subscribe တွေကိုဆွဲခဲ့တယ် Okay ဒီဟာ grid လေးပေါ့နော်နောက်ပြီးနောက်ထပ်ဟိုပုံမဲ့ block randomly ပေါ်လာမဲ့ block လေးဒီမှာဆွဲမယ်နောက်ပြီးဒီမှာ score ပေါ့နော် score subscribe ဒီ score panel လို့ပြောမှာပေါ့ score panel နဲ့နောက်ပြီးဒီမှာ high score ပြမယ်အကွက်လေးပေါ့နော်ဒါလေးပုံဆွဲခဲ့တယ်ဒီမှာ fps score လဲကျွန်တော်တို့ဒီမှာ draw လုပ်ခဲ့တယ် โอเคဒီဗီဒီယိုမှာကြတော့ကျွန်တော်တို့ကကျွန်တော်တို့ game နဲ့ဒီ user နဲ့က interaction လုပ်ဖို့လုပ်ရတယ်။ interaction လုပ်ဖို့လုပ်ရတယ်ကျွန်တော် mouse mouse နဲ့ interact လုပ်မယ်။နောက်ပြီး keyboard နဲ့ interact လုပ်မယ်။အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီ helper helper ဟို package ကိုကျွန်တော်တိစောက်မယ်။ helper အဲ့ဒီမှာမှကျွန်တော်တို့ကဘာစောက်မလဲဆိုတော့ဘာမှမစောက်သေးဘူးလို့ဆိုတဲ့ဒီ game pad လေးထည့်ကြည့်အောင် အဓိကကကျွန်တော်တို့ကဒီပိတ်ကျွန်တော်တစ်ချက်ပြမယ် Okay ဒီမှာကျွန်တော်တို့ကဒီ J frame ရှိတယ် J frame ထဲမှာမှကျွန်တော်တို့က J pan လေးကိုဆွဲတာအဲ့တော့ဒီအပေါ်မှာ J pan နဲ့ပေါ်မှာကျွန်တော်တို့က user လာပြီးတော့ကျွန်တော် import ထည့်မှာပေါ့နော် mouse mouse ဒီမှာ keyboard keyboard ကနေလာမှာ တော့ဒီ import တွေအကုန်လုံးကကျွန်တော် gain ပန်နေတယ်ကိုလာမှာ gain ပန်နေတယ်ကိုလာမှာပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီမှာ gain ပန်နေတယ်မှာကျွန်တော်ကထည့်ရမယ် import အဲ့တော့ဘာထည့်မလဲဆိုတော့ဒီ at at key listener key listener ထည့်မယ်နောက်တစ်ခုကဘာထည့်မလဲဆိုတော့ at uh mouse listener mouse listener ရဲ့ဒီ mouse motion listener ပေါ့ mouse motion listener ဒီသုံးခုထဲမှာတော့ဒီမှာ key listener ဆိုတော့အာ key listener ဆိုတော့ keyboard new key listener အဲ့တော့ key listener တစ်ခုထည့်မယ် Okay, not Kuwajaro. Mouse the listener, so Dima new mouse listener. Mouse listener, so your table. Not cool, little mouse the motion listener, so new mouse motion listener. Okay, found your interface tip today. Okay, original to Dima listener, don't tell key listener ရယ် mouse listener ရယ် mouse motion listener ရယ်ဒါပေမဲ့ကျွန်တော်ဒီမှာထည့်ထားတာရှုပ်တယ်ပေါ့နော်ကျွန်တော်ဒီထဲမှာ key တွေဘာ key နဲ့ရင်ဘာဖြစ်ပါစေဆိုကျွန်တော်ဒီထဲမှာဝင်ပြီးတော့ logic တွေရအောင်အဲ့ဒါကြီးပုံမှာကျွန်တော်ဒီ constructor ထဲမှာလာပြီးရှုပ်နေပါအဲ့လိုမရှုပ်အောင်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့တက်တက်ကျွန်တော်ခွဲပြီးတော့ရေးကြမယ်အဲ့တော့ဒီမှာကျွန်တော် helper ထဲမှာ key handler key handler ကို class ထုတ်ပြလိုက်မယ် နောက်တစ်ခုကကျွန်တော်တို့ mouse handler ပေါ့ mouse handler ပေါ့နော်အဲ့တော့ကျွန်တော် key handler ကိုခုနကတော့ကျွန်တော်ကြီးခဲ့တဲ့ဒီ key listener ကိုကျွန်တော်တို့ကဘာလုပ်ခိုင်းမလဲဆိုတော့ implement လုပ်ခိုင်းမယ် implement key listener အဲ့တော့ key listener က interface ဖြစ်တဲ့အတွက်သူ့ထဲမှာရှိတဲ့ဒီ method တွေကို implement လုပ်ပေးရမယ် okay ဒါဆိုရင် key handler အဲ့တော့ key handler ကကျွန်တော်တို့ဒီ key listener ကို implement လုပ်တာဖြစ်တဲ့အတွက် key listener ဒီ key key handler ဒီ key listener ရဲ့ instant type ပဲပေါ့နော် okay အဲ့တော့ key handler ကိုကျွန်တော်တို့ခုနကတော့ဒီနေရာမှာအစားထိုးပြီးတော့အသုံးပြုလို့ရသွားပြီနောက်တစ်ခုက mouse handler mouse handler မှာကြာကျွန်တော်ဘာလုပ်မလဲဆိုတော့ implement mouse listener ရဲ့နောက်တစ်ခုကကျွန်တော် mouse motion listener နှစ်ခုပေါ့နော်သူရဲ့လိုအပ်တဲ့ method တွေပုံလို့ကျွန်တော်တို့ဒီမှာ override လုပ်ပေးလိုက်တယ် Okay, that's key had a line I don't know. I got the general. Could not gain better ever. Do you want Okay, Dima, new key listeners. Raw, did new key handler? Not cool. Mouse listener. Mouse listener. Pit or general D. Charlie, mom. mouse handler ဖြစ်ကြလိုက်မယ် mouse handler ဆိုပြီး new mouse handler ဒီ mouse handler ကိုကျွန်တော်တို့ဒီထဲမှာထည့်ပေးလိုက်ရပြီထည့်ပေးလိုက်မယ်အဲ့တော့ mouse motion listener လည်းကျွန်တော်တို့ခုနကတော့ဒီ mouse handler တွေမှာ mouse listener နဲ့ mouse motion listener နှစ်ခုလုံး implement လုပ်တာဖြစ်တဲ့အတွက်သူ့ရဲ့ type ကနှစ်ခုလုံးက instant type ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာ game panel ထဲမှာ mouse handler လေးရရတယ်ဒီထဲမှာလည်း mouse handler ကိုပြန်ပြီးထည့်လို့ရတယ် sorry ဒီထဲမှာ mouse ဆက်ကြလား okay အဲ့ဒါဆိုကျွန်တော်တို့ကကျွန်တော်တို့ game pad တွေဟိုကျွန်တော် listener သုံးခုထည့်ပြလိုက် key listener mouse listener mouse motion listener အဲ့တော့ရှင်းပါတယ် key handler ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ user ရိုက်လိုက်တဲ့ key အကုန်လုံးကိုဒီမှာသူတို့ကဖမ်းမယ်ဖမ်းပြီးကျွန်တော်တို့ခြေဒီ game pad နဲ့စီကိုပို့မယ်အဲ့တော့ game pad နဲ့တွေကနေပြီးတော့ကျွန်တော်တို့ဒီပေးလိုက်တဲ့ event တွေကိုယူပြီးတော့ကျွန်တော်တို့ဒီ game နဲ့ component ကျွန်တော်ခိုင်းမယ်ပေါ့နော်အဲ့ဒီ component ဖြစ်တဲ့ အဲ့တော့ဒါပေမဲ့ကျွန်တော်တို့တခုရှိတယ် game window ထဲမှာကျွန်တော်တို့ဝင်လာတဲ့ဒီ input တွေပေါ့နော်အဲ့ဒါတွေကျွန်တော် game frame ကိုမပေးချင်ဘူးအဓိကကျွန်တော် game panel ကိုရောက်စေချင်တာအဲ့တော့ကျွန်တော်မလုပ်မယ်ဆိုတော့ game panel dot set focus set focusable okay ဒီမှာဆိုရင် this value override the components default focusability ပေါ့နော်အဲ့တော့ default ကကျွန်တော်တို့ focus ကဘယ်မှာရောက်နေလဲဆိုတော့ game frame မှာရောက်နေမှာအဲ့ဒီဟာကိုကျွန်တော်တို့ကအဲ့ဒီ focus ကိုကျွန်တော်တို့ထည့်လိုက်မဲ့ input တွေရဲ့ focus focus ကိုကျွန်တော် game pad ထဲရောက်စေချင်တာအဲ့တော့ကျွန်တော်ကဒီ game pad ထဲတော့ set focusable ဆိုပြီးတော့ true ဆိုပြီးတော့ပြရအောင် okay ဒါဆိုရင်ရပြီအဲ့တော့ကျွန်တော်တို့ထည့်လိုက်တဲ့ handler တွေလုံးလုံးလုံးကျွန်တော်ကြည့်မယ်ဒီမှာ key press ကျွန်တော်နှိပ်လိုက်တယ်တခုနှိပ်လိုက်တာလည်းကျွန်တော်ကဒီမှာလုံးလုံးစေချင်တယ်အဲ့တော့ဒီမှာ

PK and a uh, and a uh, and a uh, and a key name general low low on it as out so you know or general and a key name this way tally low 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 what's a range me okay general demand about console she may and okay. I'll make you me ok cho ta lo lo để ba lô mà lô tiểu và cho key press key go ok cho ta thì mà chúng ta lo 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 của thì ở sau của chúng tôi thì mà key press e đó get key go sẽ để cho ကီးကုတ်က30လို့ပြတယ်ပေါ့နော်ကီးကုတ်က30လို့ပြတယ်โอเคအဲ့တော့ကျွန်တော်တို့ဘာနဲ့သွားဆက်နေရလဲဆိုတော့ကီးကုတ်ဟောကီးကုတ်နဲ့ဆက်ရမှာမဟုတ်ဘူးကျွန်တော်ဘာနဲ့သွားဆက်ရမှာလဲဆိုတော့ e. get key အာကီးချာ get key code. geekoat. Geekoat bottom and you might get key code. And our dot get key event dot key and uh and the general say to say when you're down low low amount you might general to say get geekoat to say switch or oh, you click enter key or you might have all are you you have all are we can be a range y'all okay the major general and I keep playing my ball I wanna okay I've also in general to my savio you want to go to sub your data yabby or the matter of people and as well the matter of left left ဘယ်ဘက်ကိုနှိပ်ရင်ဒါဘယ်ဘက်ကိုပြရမယ်ဘယ်ဘက်ကိုနှိပ်သွားပါတယ် left right up down okay right up down okay အဲ့တော့ကျွန်တော်ဒါအလုံးလုံးစမ်းကြည့်မယ် right, down, left, okay, up. Okay, I'll just do my own load, right, down, left, up. I'll just load. As we general keyboard handler, yeah, we keyboard handler, and yeah. load, we are mouse handler, I general load, yeah, no long load, yeah, ready my mouse click, mouse click, let's go, E dot get get better. That's also your job, Quentin, eh? User click. User click, so yeah. Okay, user click one channel paper ka mouse code. Paper ka paper ka mouse code name one meet today. Cañaveral Reckless. Reckless soy 3. Leftless soy 1. Reckless right soy 3. You ¿no? Know? Ok, ahora chavo. Pepe Gagles soy 1. Cañaveral Reckless soy 3. ¿no? Ahora le lo doy. โอเคလောလောဆယ်ကျွန်တော်တို့ကဒီ mouse click ကတော့မလိုသေးပါဘူးဒါထည့်တာဒါပေမဲ့နောက်ပိုင်းကျွန်တော် pause button တွေပါပေါ်လာရဲဆိုရင်တော့သုံးဖို့လိုလာမှာပေါ့လောလောဆယ်ကတော့ကျွန်တော်က key handler နဲ့အဆင်ပြေပါတယ်โอเคအဲ့တော့ကျွန်တော်တို့က key listener ထည့်တယ်ဒါ mouse handler ထည့်တယ်အဲ့ဒါကျွန်တော်တို့ခုနကတော့ကျွန်တော်ရေးသားမယ်ဒီထဲမှာဒီ mouse တွေ keyboard handler တွေထည့်တယ်ငါတော့ပြီးသွားပြီပေါ့နော်အဲ့ဆိုနောက်ထပ် video ကြရင်ကျွန်တော်တို့ ဒီ block လေးတွေကျွန်တော်တို့အဓိကအရေးကြီးတဲ့ tetramino block လေးပေါ့နော် tetris game ပြတကယ်တုံးလေးတွေကိုကျွန်တော်စာပြီးတော့ဆွဲပါ